1 million view ရထားတဲ့ video တပုတ်ကို YouTube ကကျွန်တော်ကိုဘလောက်ပေးတယ်လဲဆိုတာကိုဒီနေ့ကြည့်အောင်အဲ့တော့ကျွန်တော်ရဲ့ YouTube channel မှာ over 1 million view ရထားတဲ့ video နှစ်ပုတ်ရှိတယ်เนาะအဲ့တော့အဲ့ဒီနှစ်ပုတ်ထဲကနေပြီးတော့မှတပုတ်ချင်းစီကကျွန်တော်ကိုဒေါ်လာဘလောက်ပေးထားတယ်လဲဆိုတာကိုဒီနေ့ကြည့်အောင်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုရရတဲ့ရည်ရွယ်ချက်ကနိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်လူငယ်တွေမြန်မာပြည်မှာရှိတဲ့ကျွန်တော်လူငယ်တွေ digital income ဝင်ငွေရှာစီခြင်းနဲ့အတွက်ရဲနောက် motivation တက်စီခြင်းနဲ့အတွက်ရကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်လိုက်တာပါအဲ့တော့ကျွန်တော်တို့ YouTube ကနေပြီးတော့မှငွေရှာတယ်ဆိုတာကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်နည်းနည်းလေး intro လေးပြောမယ်အရေးတော်မပြောတော့เนาะအဲ့တော့ကျွန်တော်တို့ကအဲ့တော့ကျွန်တော်ဗီဒီယို create လုပ်လိုက်တယ်ဗီဒီယို create လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ channel ပေါ်မှာကျွန်တော်တင်လိုက်တယ်เนาะတင်လိုက်တဲ့အခါမှာကြော်ညာရှင်တွေကကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုလာပြီးတော့မှကြော်ညာတယ်ထည့်တယ် เนาะအဲ့တော့ကြော်ညာတွေကကျွန်တော်တို့ကြော်လို့ရတဲ့ကြော်ညာတွေရှိတယ်ကြော်လို့မရတဲ့ကြော်ညာတွေရှိတယ်เนาะအဲ့တော့ banners လေးတွေထည့်တာရှိတယ်เนาะအဲ့တော့ YouTube ကကြော်ညာရှင်တွေစီကနေပြီးတော့မှပတ်စံရတယ်เนาะအဲ့တော့ပတ်စံရတဲ့အခါမှာ YouTube ကသူတို့အတွက်เนาะသူတို့အတွက်ဖြတ်ပြီးတော့မှသူတို့ရဲ့ကုန်ကျစရိတ်တွေဖြတ်ပြီးတော့မှဘာလို့လဲဆိုတော့ကျွန်တော်တို့ပတ်စံတဆင့်ပြန်ပြီးတော့မှပြီးတယ်အဲ့တော့ကျွန်တော်တို့မှတ်မှာဒီတထောင် view တိုင်းမှာဒီကြော်ညာကဘလောက်ရတယ်လဲအဲ့ဒါကိုကျွန်တော်တို့ခေါ်တာက CPM လို့ခေါ်တယ်။နော်အဲ့တော့လူတစ်ထောင်ကြည့်သွားပြီဆိုလို့ရှိရင်ကြော်ညာက YouTube ကရလိုက်တာကိုကျွန်တော်တို့က CPM ။အဲ့တော့ YouTube ကသူတို့ရဲ့ငွေတွေသူတို့ရိတ်တွေဖြတ်ပြီးတော့မှကျွန်တော်တို့ကိုပြန်ပေးတာကိုကျွန်တော်တို့ပါခေါ်လဲဆိုတော့ RPM လို့ခေါ်တယ်။အဲ့ဒါလည်းတစ်ထောင် view တိုင်းကိုကျွန်တော်တို့ပေးတာ။နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နားလည်ပြီလို့ကျွန်တော်ထင်တယ်။အဲ့တော့ကျွန်တော်တို့ကြည့်အောင်။ဟုတ်ပြီကျွန်တော်တို့ဒီမှာကြည့်မယ်။အဲ့တော့ တို့တော့မှဗီဒီယိုတစ်ပုဒ်ရှိတယ်အဲ့ဒီဗီဒီယိုကအမျက်များ ပြီးတော့မှအရင်နေနေတဲ့စီးပွားရေးတစ်ခုဆိုပြီးတော့မှအာဗီဒီယိုเนาะအဲ့ဗီဒီယိုကကျွန်တော်2023မေတုန်းကတင်ထားတာတင်ထားတော့ဒီမှာဆိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်အဲ့ဒီဗီဒီယိုတစ်ပုဒ်ကိုကျွန်တော် YouTube ကဘလောက်ပေးထားလဲဆိုတော့ဒေါ်လာ889ဒေါ်လာပေးထားတယ် အဲ့တော့တော့ထင်တယ်အဲ့တော့ဘတ်ငွေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုတစ်ပုဒ်ကို1 million view ရတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ကဒေါ်လာ989ဖြစ်တဲ့အတွက်35ဘတ်နဲ့မြောက်မယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုဘတ်2865เนาะအဲ့တော့ကျွန်တော်ရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒါဒီမှာကြည့်ပါ CPM เนาะအဲ့ CPM ဆိုတာကကျွန်တော်ရဲ့ဗီဒီယိုကိုလူ1000ကြည့်တိုင်းเนาะဝင်နေဝင်ဝင်ဒီမှာ 3.80เนาะ3.80 US ဒေါ်လာရပါတယ်။ဒါပေမဲ့တို့ကျွန်တော်ကိုပြန်ပေးတာဒီဒီမှာကြည့်ပါ RPM เนาะ RPM ကတော့0.69ပဲပေးပါတယ်။တော့ပြောရမယ်ဆိုလို့ရှိရင်တော့တော်တော်ဟာတယ်လို့ပြောလို့ရတယ်။3ဒေါ်လာထဲမှာ80ဆင့်ကိုကျွန်တော်ဘလောက်ပဲပေးလဲဆိုတော့69ဆင့်ပဲကျွန်တော်ပြန်ပေးတယ်။ကျန်တဲ့ဟာကတို့ယူလိုက်တာဖြစ်ပါတယ်။အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဘယ်နေရာတွေကနေပြီးတော့မှအာဘယ်ကြော်ညာတွေကရတယ်ဆိုတော့ဒီမှာ မျှဝေထားပါတယ်ဒီမှာပြောထားပါတယ်ဒီမှာ skip able video ကနေ60ရာခိုင်နှုန်းရပါတယ် display ads ကနေပြီး29ရာခိုင်နှုန်းရပါတယ်ဆိုပြီးတော့မှကြာတာဒီမှာ bumper ads ကဒါတွေပြီးပါလဲဆိုတော့ဒါကျွန်တော် video ကနေပြီးတော့မှ1 million viewer ရတဲ့ video ကနေပြီးတော့မှရတဲ့ဝင်ငွေပါ okay အဲ့တော့ဒီ video ကကျွန်တော်တို့18 minute ကျော်ကျော်ကြာတယ်ပြီးတော့ပြောထားတဲ့အကြောင်းရင်းကလည်းကျွန်တော် business အကြောင်းလေးပြောထားတာ နော်အဲ့တော့ business အကြောင်းတွေပြောထတာဖြစ်တဲ့အတော့ပတ်စံပို့ရတယ်နော်နောက်ထပ်ဗီဒီယိုကတော့ live ဘဝအကြောင်းပြောထတာဖြစ်တဲ့အတော့သူ့ထက်နည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က business အကြောင်းတွေပြောတဲ့အခါမှာဝင်ပြီးတော့မှဒီကြည့်တဲ့သူတွေရဲ့ audience ရဲ့ quality ကကောင်းတယ်နော်အဲ့တော့ comments တွေကလည်း business နဲ့ပတ်သက်တာတွေဖြစ်တဲ့အတော့ကောင်းတယ်အဲ့တော့ကြော်ညာကောင်းကောင်းနေဝင်လို့ရတယ်ဘာကျွန်တော်ပြောတာသဘောပေါက်မလားမသိဘူး အဲ့တော့ကိုယ့်ရဲ့ဗီဒီယိုက quality မကောင်းဘူးเนาะသူများတွေယူပြီးတော့မှတင်ထားတယ်ဆိုကြပါစို့ဖာတာတွေเนาะတိရစ္ဆာန်เจ้าတွေတင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီထဲဝင်တဲ့ကြော်ညာက quality အရင်မြင့်တဲ့ကြော်ညာတွေမဝင်ဘူးအဲ့တော့မဝင်တော့သူတို့ခုနပြောတဲ့ CPM နည်းလိမ့်မယ် RPM လည်းနည်းလိမ့်မယ်ကျွန်တော်ဝင်ငွေနည်းလိမ့်မယ်เนาะအဲ့တော့ဒါနောက်တစ်ပုဒ်ကိုကျွန်တော်တို့ကြည့်အောင်โอเคနောက်တစ်ပုဒ်ကတော့ကျွန်တော်တို့ဒီဗီဒီယိုပါเนาะ ဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အာအရန်ပေါက်တဲ့ဗီဒီယိုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့သူကတော့14မိနစ်ကြာတယ်အဲ့တော့ပြင်းတဲ့အချင်းကိုဒီနည်းနဲ့ဖျောက်ပါဆိုပြီးတော့မှကျွန်တော်တင်ထားတာအဲ့ဒီဗီဒီယိုကเนาะအဲ့တော့ဘယ်တော့မှတင်လဲကျွန်တော်တို့ကြည့်ရအောင်เนาะအဲ့တော့ view ကတော့1.1 million ကျွန်တော်တို့ရသွားတယ်အဲ့တော့ဝင်ငွေဒီမှာကြည့်ရအောင်เนาะခုနကဗီဒီယိုနဲ့တင်တာသိမကွာဘူး2023ခုနကဗီဒီယိုကမေရတင်ထားတာဒီကောင် August ကတင်တယ်ကျွန်တော်တို့ မိနစ်ချင်းကလည်းတိတ်မကွာဘူးဒါပေမဲ့သူရတာဒီဒေါ်လာ640ပဲရတယ်ဒီမှာတို့တို့ကြည့်အောင်နော်ဒေါ်လာ640ရတယ်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ဘောကအကြောင်းပြောထားတာဖြစ်တယ်တို့ကဝင်တဲ့ကြော်ညာ quality ကအဲ့လောက်မကောင်းတဲ့အတွက်ဒီမှာတို့တို့ CPM ကိုကြည့်အောင်နော်ခုနကတော့3.80ကြတယ်ဒေါ်လာရတယ်အခုဒီမှာ CPM ကဒီမှာကြည့်မယ်ဆိုလို့ရှိရင်2.87ဒေါ်လာပဲရတယ် ်စီပီအန်လည်းနေဒီမှာအပီအန်လည်းကြည့်မယ်ဆိုလို့ရှိရင်0.57ပဲရတယ်ခုနကဗီဒီယိုက0.69เนาะအဲ့တော့ဒီမှာကျွန်တော်တို့ဘယ်နေရာတွေရလဲဆိုတော့လည်းကျွန်တော်တို့ပြထားတယ်เนาะအဲ့တော့ဒါကတော့ကျွန်တော်ရဲ့ဗီဒီယို1 million view ရတဲ့ဗီဒီယိုတွေကနေပြီးတော့မှဝင်ငွေဘလောက်ရတယ်ဆိုတာကိုကျွန်တော်ပြောတာပါ အဲ့တော့ကျွန်တော်တို့ထပ်မေးစရာရှိတယ်။ Okay အဲ့တော့အဲ့ဒီငွေတွေဘယ်လိုဝင်มาလဲ။เนาะအဲ့တော့ပညာရှင်တွေကတော့ကျွန်တော်တို့တည်ပြီးသားတော့ဒါကျွန်တော်လူငယ်တွေကိုကျွန်တော်ကျွန်တော်ကျွန်တော်တိထားတာတွေကျွန်တော်ပြန်ပြီးတော့မှမျှဝေတာเนาะအဲ့တော့ရှုပ်တည်ပြီးသားလူတွေကကျွန်တော်မကြည့်လည်းရပါတယ်။ဆိုတော့ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ကဒီငွေငွေတွေကိုကျွန်တော်တို့ရဲ့ bank account နဲ့ဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ Google AdSense ဆိုတာကျွန်တော်တို့ account တစ်ခုဖွင့်ရတယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့เนาะ Google AdSense เนาะအဲ့တော့ Google AdSense ကလည်းကျွန်တော်တို့ဖွင့်ရတယ်လွယ်လားခက်လားဆိုတော့လွယ်ပါတယ် နော်အကို့မှာ Gmail account တစ်ခုရှိုံနဲ့ကျွန်တော်တို့ဖွင့်လို့ရပြီအဲ့တော့ bank account ကတော့ကျွန်တော်တို့ဒီမြန်မာပြည်ဘဏ်နဲ့တော့ချိန်လို့မရသေးဘူးအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်တော့ bank account ဘဏ်နဲ့ကျွန်တော်ချိန်ထားတယ်နော်အဲ့တော့ bank account ဘဏ်နဲ့ချိန်ထားတယ်အဲ့တော့ तू ကဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုနော်ဒီမှာ21ရက်နေ့တိုင်းမှာနော်အဲ့တော့လရဲ့21ရက်နေ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကိုလှမ်းပြီးတော့မှမင်းစီကငွေလွှဲလိုက်ပြီဆိုပြီးတော့မှ तू က email လမ်းပို့တယ်နော် ဲ့တော့နှစ်ရက်သုံးရက်နေပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ bank account လေးကိုကျွန်တော်တို့ဝင်လာပြီเนาะအဲ့တော့ bank account လေးဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်ကကို့ bank ထဲမှာကိုသွားထုတ်လိုက်ရုံပဲဆိုတော့ Google AdSense account တစ်ခုရှိရမယ် bank account တစ်ခုရှိထားပြီဆိုလို့ရှိရင်ကျွန်တော်တို့စီကိုဝင်လာလိမ့်မယ်21ရက်နေဆိုရင်တွဲပြီး25ရက်နေ maximum ပဲเนาะအဲ့တော့25ရက်နေပတ်ချလို့ဆိုရင်ကျွန်တော်တို့ bank account လေးကိုရောက်လာပြီ ဒါကတော့ကျွန်တော်တို့1 million view တခုကို YouTube ကနေပတ်စံဘလောက်ပေးတယ်လဲဆိုတော့ကျွန်တော်မျှဝေတာဖြစ်ပါတယ်။အဲ့တော့ဒီခုနကကျွန်တော်ပြောသလိုပဲကျွန်တော်လူငယ်တွေเนาะပြည်ပမှာရောက်နေတဲ့လူငယ်တွေမြန်မာပြည်မှာရှိနေတဲ့လူငယ်တွေကျွန်တော်တို့သူများတွေเนาะညှင်းညူနေတဲ့အချိန်မှာကိုညှင်းညူမနေပါနဲ့။ဒါသူများတွေလမ်းပြောက်နေတယ်လို့ပြောနေတဲ့အချိန်မှာကိုလမ်းပြောက်တယ်လို့ပြောမနေပါနဲ့။เนาะသူများတွေအနားယူနေတဲ့အချိန်မှာကိုစူးစမ်းကြည့်ပါ။ဘာကိုစူးစမ်းမှာလဲဆိုတော့ digital income များဖို့ เนาะအဲ့တော့ဟို digital income ဒီကျွန်တော်တို့ကဒါဒီကတော့မဖြစ်မနေရှာတော့မဲ့ငွေကြေးတစ်ခုဖြစ်သွားပြီကျွန်တော်ဆိုလို့ရှိရင်လေနှစ်နဲ့ကြီးပြီးတော့မှစူးစမ်းထားတာအခုဆိုလို့ရှိရင် YouTube ကလည်းဝင်နေ Facebook ကလည်းဝင်နေ digital income တွေရနေတယ်เนาะအဲ့လိုပဲလို့ကျွန်တော်ကသင်တန်းတွေရောင်းကျင်လို့ဒီဒီကြောင်းတွေပြောနေလို့မထင်ပါနဲ့ကျွန်တော် digital income training က2024တုန်းကကျွန်တော်ဖွင့်ခဲ့တယ်။ batch 3တစ်ယောက်မှကျွန်တော်ဖွင့်ခဲ့တယ်။အာလူ2000ကျော်တော့ကျွန်တော်တက်သွားတယ်။အခုတော့ကျွန်တော် လူငယ်တွေကအခုညီတောင်းတဲ့အတွက်เนาะလှမ်းပြောတဲ့အတွက်ကျွန်တော် video training record လုပ်ထားတဲ့ zoom training တော့ကျွန်တော်တက်လို့တော့ရသေးတယ်ပေါ့เนาะဒါပါတော့ဒါကတော့အဲ့တော့ကျွန်တော်ဒီကနောက် digital income ရအောင်ရှာပါ AI နေလည်းအရန် popular ဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော် AI နေသုံးပြီးတော့မှ digital income နေရှာပါ content နေ create လုပ်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုဒီ passive income ကိုအိတ်နေတဲ့ချိန်မှာတော့မှ play ခံရတိုင်းဝင်ငွေတွေကျွန်တော်တို့ဝင်နေပါလိမ့်မယ်ဒီကြောင့်လည်းကနေပြီးတော့မှ activity ကိုကြည့်နေတဲ့တော်လူငယ်တွေမိတ်ဆွေတွေအားကျိုးရိုးစုတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လေကျေးဇူးအများကြီးတင်ပါတယ်ကိုတို့ကကျွန်တော်တို့ဆုံးပြရရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြီးပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါငင်္ဂရှိတော်နေပြီဖြစ်ပါစေ